မြန်မာသချင်းတွေဆိုရတာပြင်းလာတာကြောင့်အင်္ဂလိပ်သချင်းတွေနဲ့သာဆိုပြရောမဲ့ဖြစ်ဖြစ်ထွေပြည်သူများအားလုံးပဲမင်္ဂလာပါရှင် Sky Celebrate ကနေပြီးတော့ပြည်သက်တီအားလုံးကိုပြန်လည်လို့ချူဆိုပါရရှင်။ TV3 ကအဆိုတော်မဟုတ်ပေမဲ့လည်းတချင်းနေဆိုရင်လည်းတလောက်သိညာချီဝင်ငွေရရှိနေတဲ့သူဖြစ်ပါရယ်။ဒါအပြင်အတန်ပိုင်းမှာလည်းကောင်းမွန်တဲ့အခြေကျသူတွေမရှိပေမဲ့လာစဉ်ပွဲဆက်တိုက်မပြတ်အောင်ငှားခန့်နေရတာဖြစ်ပါရယ်။စင်ပေါ်မှာကျွန်းထိုးရင်းနဲ့နာမည်ကြီးလာခဲ့တဲ့ဖြူဖြူထွေးရဟနေဘက်ပြည်သက်တီရဲ့အမာခံအားပေးခံရသူဖြစ်လာတာပါ။ဒါအပြင်ဟာတညာလည်းရွှင်လာမှုတချင်းဆိုပြရင်လည်းရီစရာတွေပြောပြီးတော့ ရိသတ်တွေကိုဆွေးဆောင်နိုင်တာလည်းဖြစ်ပါတယ်။ ဖြစ်ဖြစ်ထွေးရာအချက်တချင်းနေလဲဆိုပြနိုင်တယ်လို့ rock တချင်းနေနဲ့လဲအပီပြင်ကိုဟဲနိုင်တာဖြစ်ပါတယ်ခုဆိုရင်မြန်မာတချင်းတွေမှာကပဲအင်္ဂလိပ်တချင်းတွေပါဖြောပြရုံးမဲ့အလားအလာရှိလို့နေပါပြီဖြစ်ဖြစ်ထွေးရာအင်္ဂလိပ်တချင်းသာထောင်ရတာကြိုက်သူဖြစ်တဲ့အတွက်ကိုယ်တိုင်လည်းလည်လာနေကြတာပါဒါအပြင်သူမကအင်္ဂလိပ်တချင်းကိုစုံနိုင်သူတယောက်ဆိုတာဗီဒီယိုလေးနဲ့ချပြလာခဲ့ဖြစ်ပါတယ်အဲ့ဒီဗီဒီယိုကစတူဒီယိုမှာအတန်သွင်းနေရလားကိုဗီဒီယိုရိုက်ပြလာခဲ့တာပါဖြစ်ဖြစ်ထွေးရာ Justin Bieber ဘာရဲ့ baby တချင်းကိုတီဆူပြလာတာဖြစ်ပါတယ် ီတချင်းကမြန်မာနိုင်ငံမှာလည်းအရင်ကိုကြော်ကြားပြီးတော့အောင်မြင်ခဲ့ပါတယ်။ Justin Bieber ငငယ်ရုံးကတီးဆိုခဲ့တဲ့တချင်းဖြစ်တာမို့နားမထောင်ဘူးတဲ့သူကိုမရှိပါဘူး။အခုအချိန်မှာတော့အဲ့ဒီတချင်းကိုမေးပြောက်သူတွေလည်းရှိလို့နေပါပြီ။ဒါပေမဲ့ဖြူဖြူထွေးရောင်းကတကြောပြန်ပြီးတော့တတိယအောင်တီးဆိုလိုက်တာဖြစ်ပါတယ်။ ဒါအပြင်ဒီဆိုတဲ့အချိန်မှာလည်းတချင်းထဲမှာအခက်ဆုံးအပိုက်ဖြစ်တဲ့ red အပိုင်းကိုတီဆိုထားခဲ့တာဖြစ်ပါတယ်။ red တီဆိုဖို့ဆိုတာမဆိုတတ်ရင်နားထောင်လို့မကောင်းပဲတော်တော်လေးစိုးဝါးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဖြူဖြူတွေ့ရအကောင်းဆုံးတီဆိုပြနိုင်ခဲ့ရပါ red အပိုက်ကိုအထင်ကောင်းမရှိအောင်စိုးပြလိုက်တာဖြစ်ပါတယ်။အပျော်ရန်တီဆိုထားတာဆိုပြီးတော့ studio မှာတွင်ပြီးတော့ဆိုတတ်ကြောင်ချပြလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့နောက်ဆိုရင်ဖြူဖြူတွေ့ကအင်္ဂလိပ်တချင်းနေဖြောပြမဲ့အနေထားမှာတော့ရှိလာခဲ့ပါပြီ။နာမည်ကြီး ကြော်ကြားတဲ့အစိုးရရဲ့တခြင်းကိုပြန်ဆိုရတာပြင်းလာပြီဆိုတဲ့ဖြူဖြူထွေးတယောက်အင်္ဂလိပ်တခြင်းတွေပါဒီဆိုတော့မှဆိုပြီးတော့နာမည်ကြီးလို့နေတာဖြစ်ပါတယ်တချို့ကလည်းဖြူဖြူထွေးတော့ Justin Bieber ရဲ့တခြင်းနဲ့ကဘာကျော်တော့မလားလို့ခံမှန်းနေကြတာပါဆိုတော့တယောက်မဟုတ်ပေမဲ့လည်းနေပွဲတွေမှာဖျော်ပြဖို့ဖိတ်ခံနေရတာမို့တခြင်းတွေလေးချင်ရင်လည်းအစိုးရတယောက်လို့ဖြစ်လာခဲ့ပါတယ်ဖြူဖြူထွေးကအရေးချင်းပြည့်မီအောင်အမြဲတမ်းဖြည့်နေတတ်တာဖြစ်ပါတယ်ဆယ်လီဖြစ်လာချိန်မှာလည်းဟာတညံရွှေ င်နာကိုအသုံးချပြီးတော့ကိုရိုင်းဇညွန်နဲ့ရေးပြီးတော့ငွေရှာနိုင်ခဲ့ပါတယ်။ပွဲစတိုင်းကခင်ရတဲ့အချိန်မှာလဲအစိုးရတယောက်လိုအရေးချင်းဖြစ်အောင်အစိုးပိုင်းနဲ့ပတ်သက်ပြီးတော့လေ့လာလို့နေတာဖြစ်ပါတယ်။ဒါပေမဲ့ဖြူဖြူထွေးက ။ဘာလို့လို့ဝေဖန်ခံရတဲ့သူမို့အင်္ဂလိပ်တခြင်းကို cover ပြန်ဆိုတဲ့အပေါ်မှာလဲဝေဖန်ခံရပါတယ်။အင်္ဂလိပ်လိုပြောတာမပြီးဘူးဆိုပြီးတော့ပြောဆိုခံရတာဖြစ်ပါတယ်။ဖြူဖြူတရတော့အပြောဆိုခံရတာဒီခံနာထောင်ပေးပါဆိုပြီးတော့ဒါပြောထားပြီးဘာမှမတုံ့ပြန်ထားပါဘူး။မြန်မာတခြင်းတွေကိုဆိုရတာပြင်လာတာကြောင့်အင်္ဂလိပ်တခြင်းတွေနဲ့ဒါဆိုပြတော့မဲ့ဖြူဖြူတရအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လဲပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။